မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရဖျားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇုတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ယောမဩဝါဒစာခန်းကြီး14အပိုက်ငယ်17ကိုဆင်ခြင်ဖို့ဖြစ်ပါတယ်တို့ဖြစ်၍ငါတို့ရှိသမျှသည်ဘုရားသခင်စစ်ကြောတော်မူခြင်းကိုခံရကြမည် ဒီကျန်းစာကိုကြည့်တဲ့အခါမှာတယောက်နဲ့တယောက်စစ်ကြောစီရင်ခြင်းကိုရှောင်ရှားဖို့ရန်တုံ့တင်ထားပြီးကျွန်တော်တို့တယောက်ချင်းစီတိုင်းကစစ်ကြောစီရင်ခြင်းကိုဘုရားသခင်ရှေ့မှာခံရကြမှာဖြစ်တယ်ဆိုတာကိုဖော်ပြတာတွေ့ရပါတယ်။ဒီနေ့ကျရင်ခရစ်တော်ရဲ့ပလင်ရှိကိုကျွန်တော်ရောက်ကြတဲ့အခါမှာကျွန်တော်ပြုခဲ့သော အရာများအတွေ့စစ်ကြောခြင်းခံရမယ်ဆိုပြီးတော့မှလည်းဖော်ပြတာတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေကတယောက်ပိုတယောက် စစ်ကြောခြင်းစီရင်ခြင်းကိုမပြုဖို့ရန်အတွက်လဲတွန်းတင်ထားတာတွေ့ရပါတယ်ဒါကိုတေချာစဉ်းစားတဲ့အခါမှာပါအဖြစ်ပြက်ဖြစ်နေလဲဆိုလို့ရှိရင်အစားတောက်စားခြင်းနဲ့ပတ်သက်ပြီးတော့မှဝိဝါဒ꿰နေတာကိုတွေ့ရပါတယ်တချို့တွေကအသီးရွယ်ဖဲစားတယ်တချို့တွေကအသားငါးတွေစားတယ်အကုန်စားတယ်တချို့တွေကအဲ့လိုမျိုးစားတောက်ခြင်းအပေါ်မှာဝေဖန်နေစီရင်ကြတယ်အဲ့တော့ဒီမှာပါတွေ့ရလဲဆိုတော့ဘုရားသခင် လက်ခံထားပြီးတဲ့သူကိုဘသူကစီရင်နိုင်အောင်မလဲလို့ပြောပါတယ်အစကတည်းကတန့်ရှင်းလို့ဖြောင်းမတ်လို့ဖះကလက်ခံတာမဟုတ်ဘူးအစကတည်းကအစာအတော့ရှောင်းလို့ဖះလက်ခံတာမဟုတ်ဘူးဘုရားသခင်ကမတန့်ရှင်းမဖြောင်းမတ်ပဲနဲ့စားကျင်တာစားပြီးတော့နေကျင်တယ်လို့နေတဲ့ကျွန်တော်တို့တွေကိုကျေးဇူးတော်အားဖြင့်ယေရှုခရစ်တော်ကြောင့်လက်ခံထားတာဖြစ်တယ်အဲ့တော့ဘုရားသခင်လက်ခံပြီးတဲ့သူကိုကျွန်တော်တို့ကဘာမှ စီရင်ပိုင်ခွင့်မရှိဘူးစီရင်လို့မရဘူးဆိုတာကိုသိရှိနားလည်ဖို့ရန်တွန့်တင်ထားတာတွေ့ရပါတယ်ဒီနေရာမှာကျွန်တော်ပို့ပြီးတော့မှ နားလည်သွားတဲ့အချက်ရှိပါတယ်ဖះရတဲ့လူနဲ့ကြားကတော့ဘာပြဿနာမှမရှိဘူးတဘောကဖះသခင်က तू ကြိုက်လို့ तू နှစ်သက်လို့သူ့ကိုယုံလို့ तू လက်ခံထားတဲ့ကိစ္စကိုကျွန်တော်ဘာမှပြောလို့မရအောင်ဒါလူနဲ့ဖះနဲ့ကြားတဲ့ကကိစ္စဖြစ်တယ်ဖះနဲ့လူနဲ့ကတော့အဆင်ပြေတယ်ဒါပေမဲ့ အဓိကဖြစ်နေတဲ့ပြဿနာကလူလူချင်းတဲမှာဖြစ်နေတဲ့ပြဿနာဆိုလိုတာကလူမှုရေးရာနဲ့ဆိုင်တဲ့ကိစ္စတွေမှာဒီလူကိုငါမကြိုက်ဘူးဒီလူကိုငါကြိုက်တယ်ဒီလိုမျိုးဖြစ်နေတာဖြစ်ပါတယ်ဒီလူကိုတော့ငါကြည့်မရဘူးဒီလူကိုတော့ငါကြည့်လို့ရတယ်ဒီလူကိုငါမချစ်ဘူးဒီလူကိုငါချစ်တယ်ဒီလူနဲ့ငါပေါင်းချင်တယ်ဒီလူနဲ့ငါမပေါင်းချင်ဘူးဒါတွေကလူမှုပြဿနာတွေပဲဖြစ်ပါတယ်တချို့တွေအတွက်ကတော့ မိမိနဲ့အစင်မပြေကြပါမယ်အဲ့ဒီမိမိနဲ့အစင်မပြေတဲ့သူတွေကတခြားသူနဲ့အစင်ပြေနေတာမျိုးလည်းရှိတတ်တယ်ဒီလိုဆိုလို့ရှိရင်လူတွေကဘုရားသခင်နဲ့ပြဿနာ ဖြစ်နေတာမဟုတ်ပါဘူးလူလူချင်းပြဿနာဖြစ်နေတာဖြစ်ပါတယ်ကျွန်တော်တို့ကဘုရားသခင်ရှေ့နေလို့ပြီးတော့မှဟိုလူမကောင်းဘူးဒီလူမကောင်းဘူးဟိုလူမှားတယ်ဒီလူမှားတယ်ဆိုပြီးတော့မှလိုက်ပြောနေတာကိုကတကယ်တော့ကျွန်တော်ရဲ့ပြဿနာ ဖြစ်နေတာဘုရားသခင်ရဲ့ပြဿနာတော့မဟုတ်ဘူး ကျွန်တော်တို့ကလူတယောက်ကို စီရင်တယ်ဆိုရင်လဲကျွန်တော်တို့ကြည့်မရလို့စီရင်တာလူတယောက်ကိုချစ်တယ်ဆိုရင်လဲကျွန်တော်တို့ချစ်လို့ရလို့အမြင်ကြည်လို့ချစ်တာအဲ့တော့ပြဿနာကဖះစီမှာရှိနေတာမဟုတ်ပြဿနာကကိုယ်စီမှာရှိနေတာဒါကြောင့်ဘုရားသခင်က "तू လက်ခံထားပြီးသားသူကို तू ဟာ तू ပဲ तू စစ်ကြောစီရင်မှာဖြစ်ပါတယ်"ကျွန်တော်တို့ကတော့လိုက်ပြီးဘုရားသခင်ရှေ့ကနေပြီးတော့ရှေ့နေလို့ပြီးတော့ ဟိုလူမကောင်းဘူးဒီလူမကောင်းဘူးဆိုပြီးပြောစရာအကြောင်းဘာတစ်ခုမှမရှိဘူးဒါကိုကျွန်တော်နားလည်ဖို့လိုတယ်အဓိကကတော့ကိုကိုတိုင်ကတေလင်လဲသခင်ဘုရားအဖို့ရှင်လင်လဲသခင်ဘုရားအဖို့သာဖြစ်တဲ့နေဆိုတာကို နားလည်သိရှိဖို့လိုပါတယ်ဒါကြောင့်ဒီနေ့ကျရင်တော့ကျွန်တော်တို့အားလုံးဟာအမှန်တကယ်ဘုရားသခင်ရဲ့ရှေ့တော်မှာရောက်မှာပါဘုရားသခင်ရှေ့မှာကျွန်တော်တို့ဘာလုပ်လဲဆိုတာကိုထင်ရှားပေါ်လွင်လာမှာပါ အခုလောလောဆယ်တော့ကျွန်တော်တို့ကဘာမှပြည့်ပြည့်စုံစုံမသိနိုင်သေးတဲ့အတွက်ကျွန်တော်တို့မြင်သလောက်သိသလောက်လေးနဲ့ဝေဖန်ပြောဆို နေခြင်းကပင်လင်မပြည့်စုံဘူးဆိုတာကို နားလည်ရပါတယ်လူမှုရေးရာကဏ္ဍမှာ ပိုပြီးကျွန်တော်တို့အောင်မြင်လာဖို့သာအရေးကြီးတယ်ဆိုတာကိုနားလည်သိချင်ပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျာကိုရော့ကိုဂျေဇုတင်တယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့တွေဟာ တယောက်ကိုတယောက်စစ်ကြောစီရင်ခြင်းနဲ့ကင်းလွတ်ပြီးချစ်ချင်းမေတ္တာပြနိုင်ဖို့မာစာပါဘယ်သူမကောင်းမှုကောင်းတယ်ဆိုတာကိုကျွန်တော်တွေကဝေဖန်ပိုင်းခြားနေတာတဲ့ကျွန်တော်တို့ကိုယ်တိုင်ရဲ့ပြည့်တနာကိုသာမြင်တတ်ဖို့သွန်သင်လို့ယေရှုတင်တယ်ဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရောကောင်းကြီးပေး၍ဖခင်ရဲ့လက်တော်ရှိပါမိအကြောင်းခန္ဓာစိတ်ဝိညာဉ်မာစာချက်အမျိုးမျိုးကိုမာစာပါမိအကြောင်းတဏိတာကိုဆက်ကတ်တဲ့အခါသခင်ယေရှုခရစ်တော်နာမ၌ စက္ကအနံဆုတောင်းပါ၏အာမင်